ေခန်းကြီးဆက်လီတူးတငယ်ဒီဇီဝန်တောင်ပေါ်မှာရက်နေဤလို့ပြောဆာလန်ဆက်လီအငယ်ခုနှစ်တမအစ်တေလာအမျိုးဤကေတင်ချင်းဂျေဇူးတော်ဒီဇီဝန်ပေါ်၌ပေါ်ထွန်းလက်ရှိပြီပြောထားပြတာသခင်ယေရှုခရစ်တော်ခမဲတော်ရဲ့နာမနဖိုး၌အခရာတင်တော်သူတသိန်း၄တောင်း၄ထောင် သူနဲ့အတူရှိကြ၏အဲ့ဒီဇီးဝင်တောင်ပေါ်မှာသခင်ယေရှုခရစ်တော်နဲ့အတူဖယားသခင်ရွေးကောက်တဲ့ဣသရေလူမျိုးဣတေလလူမျိုး7မျိုးတသိန်းလေထောင်တမျိုးတည်းကနေတတောင်းနှထောင်တမျိုးတည်းကနေဣတေလလူမျိုး7မျိုးရဲ့ဖယားသခင်ရွေးကောက်တဲ့6သုံးလုံးတစ်စိတ်ကိုမခံတဲ့ ဖယားသခင်ကွဲကစောင်းလျှောက်တဲ့ဖယားသခင်ဣတေလလူမျိုးတွေကိုကောင်းချီးပေးတာဖယားသခင်ကယုနာမေတ္တာတရားဘလောက်ကြွယ်ဝတယ်လဲဆိုဣတေလလူမျိုး၁၂မျိုး၁၂မျိုးထက်ကနေလူဦးရေ3400 4000အဲ့မှာကျွန်တော်ပြောအဲ့ဒီလူကကေတင်ချင်းရမယ်ဖယားလူဖြစ်တယ်တစိုက်ခတ်ချင်းကိုမခံရဘူးစာတမန်နဲ့ရဲ့လက်ထက်ကနေလူမြောက်တဲ့လူကေတင်ချင်းရတယ်ကြံတဲ့လူကဘလောက်အထိငင်းပါနှိမ့်ဆက်ခံရတယ်လဲဆိုရင် ဒီတသိန်းလေးတောင်းကဘလို့လွတ်မြောက်လာတယ်လဲဆိုရင်သူတို့ကလည်းကြီးစွာသောဆင်းရဲဒုက္ခအแทကနဲ့ထွက်မြောက်၍မိမိတို့ဝတ်လုံကိုတူးတငယ်ရဲ့အသွေး၌ရှော၍ဖြူစေတော်သူဖြစ်ကြသည်ဆင်းရဲဒုက္ခရောက်ပြီးမှသူတို့ကလွတ်မြောက်လာတာအနေနဲ့အရရက်တက်မှတကယ်ပဲတသိန်းလေးတောင်းလေးထောင်အင်မတန်မှကြမ်းတမ်းတဲ့ဘဝခက်ခဲတဲ့ ်မြိပါနိဆက်တာရဲ့ရဲ့လက်ကနဲ့သာသမဏေရဲ့လက်အန်တီခရစ်ရဲ့လက်ကနဲ့လွတ်မြောက်လာတဲ့ဖယားသခင်တီးတန့်ရွေးကောက်တဲ့ဒုက္ခပြဒနာနဲ့အဲကင်းလွတ်လာတဲ့လူဖြစ်တယ်ဒီထက်မှဆက်လက်ကြည့်အောင်အဲ့ဒီအခါမှာပလင်ရှစ်နိုင်လကောင်တတ္တဝါ၄ပါးနဲ့အသက်ကြီးသူသူရှစ်နိုင်သူတို့ဒီအတိတ်တော်ဒီတသိန်း၄တောင်း၄ထောင်ကအတိတ်တော်တခြင်းဆိုရတယ် ကြံတဲ့လူတောင်မှဘုရားသခင်ဘလောက်ကောင်းမြတ်တယ်လဲဆိုရင်ဒီဣတေလလူမျိုး72မျိုးထက်ကရွေးကောက်တဲ့3400 4000ပဲအစ်တစ်တော်တချင်းကိုစူတတ်တယ်ကြံတဲ့လူကအဲ့ဒီအတချင်းအစ်တစ်ကိုမစူနိုင်ဘူးစူလည်းမစူတတ်ဘူးဘုရားသခင်ရှေ့မဆွကနဲ့ဒီသူခွဲခံထားတဲ့လူမျိုးကြီးအာဗြဟံကိုပေးတဲ့ဂတိတော်ဟာဒီဣသရေလအမျိုးထဲမှာယာကုပ်ကမွေးဖွားလာတဲ့ဣသရေလအမျိုးတွေ ဘလောက်အထိဖယားသခင်ဂတိတော်နဲ့ကြွယ်ဝတဲ့ဖယားဖြစ်တယ်ဆိုတာဒီထက်မှဗျာဒိတ်၁၄ထက်မှမြင်တွေ့ရတာကိတင်ချင်းတိတန့်ခံစားရတယ်မြေကြီးပေါ်မှာနေတော့သူတိခိုတော့အတိတိဘာသာစကားကိုပြောတော့လူအမျိုးအနွယ်ခတ်သိမ်းတို့တဲ့ထာဝရဧဝံဂေလိတရားကိုဟောရတော့ကောင်းကင်တမန်တပါးဒီဖယားသခင်ကိုကြောက်ရွံ့ချီးမွမ်းကြလို့ထာဝရဧဝံဂေလိတရားကိုဟောတဲ့ကောင်းကင်တမန်တပါးက ထာဝရဘုရားကောင်းထာဝရဘုရားကိုယ်တိုင်ကောင်းကင်တမန်တို့ချီးမွမ်းကြလို့တရားစီရင်တော်မူသောအမိန့်ရောက်ပါပြီကောင်းကင်မြေကြီးတမုတ်တမုတ်တရားစမ်းရဲတွင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကူးကွယ်ကြလို့ဟုတ်ကြီးသောအတန်နဲ့ပြောဆိုရဲ့ကောင်းကင်အလယ်၌ပြန်ဝဲလက်ရှိကြ၏ကိုငာမြင်၏ ဖယားသခင်အရာခတ်သိမ်းကိုဖန်ဆင်းတဲ့ဖယားကိုချီးမွမ်းရအောင်ကူးကွယ်ရအောင်ဆိုပြီးကောင်းကင်တမန်တပါးကဆော်အိုးနေတယ်အမေတန်တို့မြူစစ်တူရိယာနဲ့ဖယားသခင်ကိုဘုံပေးတယ်ဖယားသခင်ကိုချီးမြှောက်တယ်ဖယားသခင်ကိုချီးမွမ်းနေတယ်ဖယားကိုကူးကွယ်နေတယ်အငေးပြတ်သိဆက်လေးရှစ်ထဲမှာရောက်လာတဲ့ကောင်းကင်တမန်တပါးကလည်းဘာဘလုန်မြို့ကြီးပြူလေးပြီမိမိမတရားသောမေထုံအစိတ်အတော့ တီးခုသောစပြစ်ရဲကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီဟုဘာဘလုံမြို့ကြီးပြူပြူလေပြီဟုလက်၍ပြောဆို၏ဟွန်းဒီထဲမှာပြောထားပြလားဘာဘလုံမြို့ကြီးတဲ့ဒီဘာဘလုံကအီရတ်နိုင်ငံထဲမှာအမ်အာဗရာဟံရဲ့မိနိယောဒဘာဘလုံရဲ့တိုက်ဘာဘလုံရဲ့တိုက်ဆိုတာစာတမဏနေရယူထားတဲ့ထိုင်ထားတဲ့အဲနိုအေအရက်မူးနေတဲ့နိုအေနဲ့အတူနေတဲ့ ရှေမဟာမရာဖက်ဟာမဒီဟာမဒီသူသူအဖေနိုအေစပိရစ်မူးနေတာကို तू ကမထင်မဲ့မြင်ပြုတ်တယ်သူအကူနဲ့သူညီရှေမနဲ့ရာဖက်ကအဖေရဲ့အဆက်ကိုသွားဖုံးလိုက်တယ်ဒီနေ့ဒီထဲမှာကုရှရဲ့အဲကုရှရဲ့ဟာမရဲ့တာဘတ်မကကုရှနော်ကုရှအထက်မှာ တား6ယောက်ရတယ်တား6ယောက်တဲမှာနေယောဒကနံပါတ်6စတ္ထမတားဖြစ်တယ်အဲ့ဒီစတ္ထမတားကနေဣရတ်ထဲမှာဘာဘလုန်ရေးတိုက်တိုက်မြင် အစတီထောင်တာနော်အစတီထောင်တာအဲ့ဒီနေယောဒပဲအဲ့ကနေတသင်းပြတသင်းတဆင်ပြတဆင်နေယောဒတေသူဤအငယ်ဆုံးသောဥလေသူမှာခါနန်ခါနန်နဲ့အလွန်ရင် သူ့ဦးလေးနဲ့အငယ်ဆုံးသောဦးလေးခါနန်နဲ့အရန်ရင်နေတဲ့လူဖြစ်တယ်။နော်ခါနန်တဲ့သူ့အဖူးအဲနိုအက်စ်ဖြစ်ရင်ရစ်မှုတွေကိုအဲ့ခါနန်ဦးလေးနဲ့နေယောတာကအရန်ကျန်းစာထဲမှာထူထူထွေးထွေးတော့ရေးထားတာတော့မရှိဘူးနေယောတာနေယောတာအားဖြင့်ဒီနေ့ဘာဘလုံရေးတိုက်ကြီးဘာသာရဲ့စာသမဏထိုင်ထားတဲ့တားရေးထိုင်ထားတဲ့ အန်တီခစ်ထိုင်ထားတဲ့ဘာဗလွန်ရေးတိုက်ကြီးပြူလေးပြီပြူလေးပြီပြူလေးပြီလူမျိုးအပေါင်းတို့အာอืมလူမျိုးအပေါင်းတို့ဟာဟူသောစပြစ်ရဲ့ကိုလူမျိုးအပေါင်းတို့အာတိုက်လေပြီဟုတ်ဘာဗလွန်မြို့ကြီးပြူလေးပြီဟုတ်လက်၍ပြောဆို၏ထူမတပါကောင်းကင်တမန်တပါတဲ့အကျဉ်တို့တွေတားရဲနဲ့သူရဲ့ရုပ်တုကိုကူးကွယ်ရဲ့သူရဲ့သစိတ်လက်မလက်မကိုနဖိုး၌ခံနေဖြစ်စေလက်၌ခံနေဖြစ်စေเนาะ စာတန်တတယကောင်းကင်တမန်တာယေတာယေတာယေနဲ့သူကြီးရုပ်တုကိုကူးကွယ်တဲ့နော်နဖူးထဲမှာတစိုက်ခံတဲ့သူဖြစ်ပဲလက်မှာတစိုက်ဘဲခန္ဓာကိုယ်ထဲမှာတစိုက်ခံတဲ့လူအားလုံးကဘာဖြစ်မလဲဆိုရင်ဖယားသခင်ရဲ့ဒေါသဒေါသဖလားနိုင် လောင်သောအမျက် အမျက်တော်စပိရေသူကိုစပိရေစစ်ကိုတောက်ရလိမ့်မယ်တန်ရှင်တော်ကောင်းကင်တမန်တို့ရှက်သူတငယ်ရှက်တွေကတ်နဲ့ရောတော်မိထဲမှာပြင်းစွာငင်းဆဲခြင်းကိုခံရလိမ့်မယ်ထူငင်းဆဲခြင်းရဲ့မိခိုးတဲ့ကဘာအဆက်ဆက်တက်လက်ရှိကြ၏တားရဲနဲ့သူရဲ့ရုပ်တုကိုကူးကွယ်၍သူရဲ့နာမနာမတစိတ်လက်မှတ်ကိုခံတော်သူတို့သည်နေညမပြတ် တက်တာမရကြဟုတ်လိုက်၍ကြီးသောအတန်နဲ့ပြောဆိုကြရဲ့ဖရာသခင်ပညတ်တော်ဒီမှာကြည့်ဒီထဲမှာဒစိတ်ခတ်ခြင်းခံရတဲ့လူကကဘာအဆက်ဆက်ညှင်းဆဲခြင်းခံရမယ်အမျက်ဒေါသစပြစ်ရဲ့အစ်စ်ကိုလောင်းခြင်းခံရမယ်သူတို့ဒီကန့်နဲ့ရောသောမီးအိုင် ပြင်းစွာသောညှင်းဆဲခြင်းကိုခံရလိမ့်မယ်ဒီနဲ့ဒီ6 3လုံးဒစိတ်ခတ်တဲ့လူနော် အားလုံးကသာသမန်နဲ့အန်တီခရစ်ရဲ့လူတားရဲ့လူဖြစ်တယ်။ဒါကြောင့်မလို့နဖူးထဲမှာ တစိုက်ခတ်ရတဲ့လူသာသမန်နဲ့ရဲ့အပေါင်းဖော်အားလုံးကထာဝရဆိုတဲ့ငရေမီးအိုင်ထဲမှာကဘာအဆက်ဆက်ဝေဒနာကိုခံစားရမှာဖြစ်ပါတယ်။